အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခု International Break ကပြီးသလောက်ပေါ့လေ။ဒီ International Break ပြီးသွားလို့ရှိရင်ကျွန်တော်ဘောလုံးပြည်သက်တွေအတွက်နောက်ထပ် International Break က match လာမှလာတော့မယ်။ဆိုတော့ November December January ဆိုတော့ November ဆို December January February သုံးလလောက်ကကလပ်ပွဲတွေကြီးပဲတည်တတ်။ဒါ International Break ကတချို့ပြည်သက်တော်များများတော့မတည်ကျင်တော့ဘူးပေါ့လေ။ဒါပေမဲ့ ဒီလိုပွဲတွေကံမပဲကမ္ဘာဖလားပြိုင်ပွဲတို့ယူရိုပြိုင်ပွဲတို့ကမ်းမှာဖြစ်တဲ့ကြောင်းဒါကတော့ကျွန်တော်တို့သိခံပြီးကြည့်ရမှာဖြစ်တဲ့အချိန်မှာဒီ international break အပြီးမှာကျွန်တော်တို့စိတ်ဝင်စားစရာတွေလည်းကမြောက်လန်ဒန်ဒါဘီပေါ့လေဇာတ်ထိပ်ကဥဆောင်တဲ့ Arsenal Arsenal ကအင်ကွဲမှာ Tottenham Hotspur နဲ့ကံမဲ့အဝေးကွင်းအကောင်းဆုံးအသင်းဒီနေ့ရသည်အဝေးကွင်းအကောင်းဆုံးအသင်းကဒါအခုလက်ရှိမှာဒါ Tottenham Hotspur ဖြစ်ပြီးတော့ အင်ကွင်းရလက်ဒုတိယအကောင်ဆုံးကအာစနယ်ပေါ့လေအာစနယ်ကတော့အင်ကွင်းတပွဲရောစပါကအဝေးကွင်းမှာအာစနယ်လိုပဲအဝေးကွင်းရလက်အကောင်ဆုံးဒါပေမဲ့သူတို့က12ဂိုးသွင်း3ဂိုးပဲပြန်ပေးရပြီးတော့အာစနယ်ကတော့8ဂိုးမှာ4ဂိုးနဲ့စပါကအဝေးကွင်းမှာ goal difference 6ဂိုးတောင်သွင်းထားတာ73မှတ်ရထားတယ်ဒါပေမဲ့ဒါအခုလက်ရှိမှာသူတို့နှစ်သင်းထိတ်တိုက်တွေ့မယ်ဆိုအိုက်ပွဲကကျွန်တော်တို့ injury တွေ hit ဖြစ်နေတဲ့ဒီနှစ်သင်းရဲ့အခြေအနေလေးကိုကျွန်တော်အကျိုးလေးဒါသုံးသပ်ချင်တာပေါ့လေ ထော်တန်ဟော့စ်ပါကအာစနယ်ကိုဒီဘက်နောက်ပိုင်းနှစ်တည်းမှာမနိုင်သလောက်ပဲစပါကဘီရဲ့နှစ်တုန်းကအာစနယ်ကစပါ့ကိုဒါအိမ်ကွင်းမှာ2-1နဲ့နိုင်နဲ့အဝေးကွင်းမှာ1-0နဲ့နိုင်နဲ့ဟိုးရှစ်တနစ်တုန်းကစပါ့ကွင်းမှာစပါ့ကိုအာစနယ်ကအဝေးကွင်းမှာ3-2နဲ့နိုင်နဲ့အဲဒီတော့က3စီးပြတ်ပြီးတော့မှအိမ်ကွင်းမှာ2-2တည်ကြတယ်အဲတော့တော့ဂျော်ဂျင်းယိုဒါဝင်လာပြီးတဲ့အချိန်မှာမှားလို့ဂိုးပေးလိုက်ရတယ်အဲ့ရှစ်တနစ်2022 23မှာ ထော်တန်ကွင်းမှာအာဆနယ်က2-0နဲ့နိုင်ပြီးတော့အမရိတ်မှာ3-1နဲ့နိုင်တယ်။စပါးကအာဆနယ်ကိုနောက်ဆုံးနိုင်တာက2021-22မှာသူတို့အိမ်ကွင်းမှာ3-0နဲ့နိုင်တယ်။အဲတုန်းကတကယ့်ကိုကိုဗစ်ကာလအတွင်းမှာပဲဒါထော်တန်ကအာဆနယ်ကိုနိုင်ပြီးတော့အန်တိုနီယိုကွန်တီနဲ့အတူချန်ပီယံလိဝင်သွားပြီးတော့အာဆနယ်ကအမရိတ်မှာ3-1နဲ့နိုင်တယ်။ဆိုတော့ပုံမှန်အဖြစ်အာဆနယ်ဟာအမရိတ်ကွင်းမှာထော်တန်ကို2020မှာ 21 2021မှာ31 2020နှစ်မှာ231 2023မှာ22 24မှာ21ဆိုတော့စပါကောစပါကိုအာစနယ်ကသူ့အိမ်ခွင်းမှာပွဲတိုင်းနှိပါနိုင်ပြီးတပွဲပဲတည်ချပြီးတော့စပါကိုအဝေးခွင်းမှာအာစနယ်က ဒါဘယ်လိုပြောမလဲ3နှစ်ဆက်တိုက်နိုင်ပြီးတော့မှရှေ့တနှစ်4နှစ်မြောက်မှာပဲရှုံးထားတာဆိုတော့ဒီနှစ်သိန်းကြီးတဲ့အခါမှာအာဆင်ဟာထော်တန်ကို totally dominate လုပ်ထားတယ်အထူးဖြင့်မီကဲအာတီတာရောက်လာပြီးတဲ့အချိန်နောက်ပိုင်းနှစ်တွေမှာဆိုတော့အခုဒီနှစ်သိန်းကြားမှာဘာတွေပြဿနာ ဖြစ်နေလဲဆိုဒဏ်ရာပြဿနာအလုံးရင်းဖြစ်နေတယ်ထော်တန်ကခရစ်ယာန်ရိုမဲရိုဒဏ်ရာပြဿနာအချို့ရှိတယ်နောက်မိုမက်ကူဒူးဒဏ်ရာရနေတယ်ဟိုတနေ့ကမန်ချက်စတာယူနိုက်တက်ပွဲတော်မပါဘူးလူကတ်ဘတ်ဘွေကကာလာရှီချာနားနေတယ် နောက် archery grade နှစ်လနားတယ် e basu ma ကယာတိစတဲ့ကခြေချင်းဝင်တန်းရရရှိနေတာဖြစ်ပြီးတော့နောက် random kolomwani ကဥကောင်းတန်းရတယ်ဒါပေမဲ့သူကတော့ပြက်တနာမရှိတော့ပြန်ပါလောက်မယ် dayen kolososki ကဒုတန်းရခွဲစိတ်ထားတဲ့အတွက် january february လောက်မှပြန်လာမှာဖြစ်ပြီးတော့နောက်သူတို့ဘက်က dragusin က acl injury ဖြစ်တဲ့ dominic salangi ကခြေချင်းဝင်တန်းရခွဲစိတ်ကုသလို့ december လောက်မှပြန်လာဖို့ရှိပြီး ဘန်ဒီဗစ်ကလည်းတကောက်ကျော်တန်ရာနောက်ဂျိမ်းမက်ဒီဆင်က ACL တန်ရာကြောင့်6လနဲ့9လ8လကြာနားမယ်အဲ့ဒါကထော့တနမ်ဟော့စပါရဲ့ကစားသမားတွေ injury list အာစနယ်ကရီကာဒိုကာလီဖီယူရီက fully fit ဖြစ်လို့ဒီပွဲ ပါမယ်ဂါဘရီယယ်မပါဘူး ကာပရီယယ်မပါဘူးမာတင်အိုဒီကအခုလောလောဆယ်တီသူတို့အခြေအနေစောင့်ကြည့်နေတယ်ခိုင်ဟာဗတ်နဲ့နော်နီမာဒူဝေကေဖရီဖြစ်နိုင်ပြီးတော့ဒါကာပရီယယ်ဂျေဆုဒီပွဲအတွက် ready မဖြစ်တော့သေးဘူးကာပရီယယ်မာတင်နလီနဲ့ဗစ်တီယိုကရက်စ်ကဒီပွဲအတွက် available ဖြစ်လာနိုင်တယ်ဆိုအာစနယ်ကတော့ဒဏ်ရာတကယ်ရတာကကာပရီယယ်ရဲ့အိုဒီကမပါတော့သေးဘူးကျွန်တော်နောက်တစ်ဖက်ကဒီဘယ်လိုပြောမလဲကာပရီယယ်ဂျေဆု ဒါဒီကစားမ3လောက်လောက်ရှိပြီးတော့ Yogres ရဲ့ Color Fury ရဲ့ Martin Odiga ရဲ့အဲ sorry Kai Havertz ရဲ့ Nonima Dweke ဒီကစားမတွေပြန်လာမယ်ဆိုတော့ဒီနေ့သင်ကြားဘသူနိုင်ရမလဲဒီ Thomas Frank အသင်းကိုကြည့်ရင်ပြဒီရာသီမှာတော်တော်လေးအားနေနေတယ်တကယ်လို့ Arsenal က Yogres မပိုင်ရင်တော့နည်းနည်း struggle ဖြစ်နိုင်တယ် Havertz ပြန်ပါရင်လည်း Arsenal ပြန်ဒါပေမဲ့မြောက်လန်ဒန်ဒါဘီဖြစ်တော့ Arsenal ကစပါးနဲ့ပတ်သက်လို့ Spurs ကလည်းပိတ်ကံတဲ့အသင်းမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ကြည်ကောင်းနိုင်တယ်ရာသီစ Pre-season တုန်းကတော့ ဟောင်ကောင်မှာအကန့်နဲ့ထင်အဲ့တုန်းကတော့ Spurs ကအာဆင်ကိုနိုင်ထားတယ်ဒါပေမဲ့ဒီဒီချိန်မှာဘယ်သူနိုင်မလဲအာဆင်က Spurs ကိုထိုးတဲ့ dominate လုပ်ထားတဲ့ feature မှာအိမ်ဝင်ရောအဝေးဝင်ရောမှာဘယ်သူသာသိရမလဲအာဆင်ပဲနိုင်ပွဲရမလား Spurs ကရောအဝေးဝင်အကောင်းဆုံးဆိုတဲ့အချက်နဲ့မြောက်လန်ဒန်ရဲ့အာဆင်သင်းကွင်းမှာ upset လုပ်နိုင်လားသူတို့အာဆင်နယ်သင်းမှာ absent မလုပ်တာကြားပြီဘလို့မြင်ကြလဲဒီနှစ်သင်းကြားဘလို့ထင်ကြလဲမိခဲအာတီတာကဒါသူ့ရဲ့အရေးကြီးတဲ့ ဖွဲ့စဉ်မှာနိုင်ပွဲနဲ့စတင်နိုင်မလားဘလို့ထင်လဲဒါ Thomas Frank ကရောအဝေးကွင်းပုံစံကောက်ကိုဆက်ထိန်းနိုင်မလားကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်